ကိုကြီးကပေါင်းကိုကိုရဲ့ဟိုတမင်းငယ်လေးလေးလေဟိုတမင်းငယ်လေးလေးကိုကိုအော်မိမိရဲ့တေချာပြောစမ်းပါဦးတမင်းပါဖြစ်တာလေ န်းပညာရောဘယ်လောက်ထိတက်ထားလဲညီမမပညာရချင်းအများကြီးတော့မရှိပါဘူးဟိုပညာရချင်းမပြည့်ဝလို့ဒီမှာဆရာမအဖြစ်လုပ်ခွင့်မရအောင်ဆိုလည်းရပါတယ်ဟိုကလေးတွေရဲ့ဝေယဝိစာကိုအခုနေနဲ့ခန့်လေအဆင်ပြေပါတယ်ဟုတ်ပါတယ်ဒီချင်းကျမကတော့လေညီမလို့ဒီမှာပဲအလုပ်ရစေချင်တယ်။ဒီချင်ကူညီပေးပါနော်။ကျမရဲ့အသည့်ပဲ။ဒီချင်ကယုံကြည်ပြီးသားပါ။ဒီကညီမလေးစောင်းလင်းဖြူကိုအလုပ်တင်ဆရာမဖြစ်ခန့်လိုက်ပါမယ်။ အခုလောလောဆယ်တော့အတန်းငယ်တွေပဲတင်ထားအောင်ပေါ့နောက်ပိုင်းသမီးရဲ့စူးစမ်းမှုပေါ်မူတည်ပြီးအမြဲတမ်းဝန်ထမ်းလည်းဖြစ်လာနိုင်တာပဲသမီးကစူးစမ်းပေးပေါ့ဟုတ်ပြီလားဟုတ်ကဲ့ပါချေကျေးဇူးပါတချေဟိုဒါနဲ့ဒီမှာအလုပ်လုပ်မယ်ဆိုတော့နေရတော့ဟုတ်နေဖို့အဆင်မပြေဘူးဆိုလည်းရပါတယ်ဒီမှာဆရာမတွေအတွက်စီစဉ်ထားတဲ့အဆောင်ရှိတယ်လေရှင်မလည်းဖော်ရပါတော့ ေးဇူးပါရှင်ကျေးဇူးများတင်ပါတယ်ကို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 ရေကောင်ကိုကိုရေဟိုတမင်းငယ်လေးလေးလေဟိုတမင်းငယ်လေးလေးကိုကိုအော်မိမိရေတိချပြောစမ်းပါဦးတမင်းဘာဖြစ်တာလဲဟိုအကျွေးမှုနေရန်ဖြစ်ပြီးအချုပ်ကြနေလို့ကိုကိုရေဟိုတစ်ဖက်ကလည်းလေငွေချေးလိမ့်လဲမှုနဲ့တရားစွဲထားတယ်ကိုကိုငွေချေးလိမ့်လဲမှုဟာဒီကလေးကလည်းဘာလို့ရှောက်လို့တာတော့ ငွေအမောက်ကများတယ်ကိုကိုရဲ့ပြန်မဆက်နိုင်လို့ရှိရင်လည်းနာမည်ဖြစ်မယ်လို့ပြောနေကိုကိုတမီလီလေးကိုကဲပါအောင်ကိုကိုရဲ့ဟိုပြန်မဆက်နိုင်လို့ရှိရင်လည်းအားလုံးအရှက်တခွဲကျိုးနေဖြစ်ကုန်တော့မယ်ငွေအမောက်များတယ်ဆိုတော့အတီကလေးတယောက်နေနဲ့အဲ့လိုငွေအများကြီးဘာတွေလုတ်ထားလို့လဲလောင်းကစားပေါ့ကိုကိုရဲ့လောင်းကစားလေလောင်းကစားဟာအမေချီအောင်တထက်ထဲနင်းတဲ့တမီပဲရှေးဆောင်နွားကဖြောင်းဖြောင်းသွားမှနောက်ကနွားကလည်းဖြောင်းဖြောင်းလိုက်မှာပေါ့ ကိုကိုရဲ့ရှေ့ရတော့တာရီနောက်ကတော့တာရီခဏထားပါအောင်အခုကတမီးလေးအကျွေးကိုဆက်ဖို့ပဲအရင်စဉ်းစားပေးတတ်မအောင်မဆက်နိုင်အောင်အရှက်တကွဲကျိုးနေဖြစ်မှာနော်ဘာမီးရလဲကွာကုမ္ပဏီတခုလုံးတော့မှနေတခွန်းလက်ထဲကိုအပ်ထားတာလीငါလက်ထဲမှာဘယ်လိုလုပ်ငွေရှိမှာတော့ရှင့်တမီးရမအိမ်လုံးလုံးရှိနေသေးတာပဲအခု तू ကအမှနေရမှာမဟုတ်တာမင်းတို့သားမီးရလေတခုခုဖြစ်ရင်ရမကိုပဲသွားပြီးအပူပေးဖို့စဉ်းစားနေတယ်မလုပ်ပါနဲ့ကွာအဲ့ဒီအိမ်တော့လွတ်ထားလိုက်စမ်းပါ ကိုကိုဘလို့ပြောလိုက်တာလဲအခုကိုကိုနဲ့ရတဲ့တမီးအချုပ်ကြနေရနော်ဒါတော့ပဲကိုကိုကမယားကြီးနဲ့ရတဲ့တမီးတို့ပူပန်နေသေးတယ်ဒီမှာကိုကိုအကျွေးရမဆက်လို့ရှင်ကိုကိုတမီးထောင်ကြမှာနော်ကဲဝေးမောင်ဘယ်လောက်မို့လို့လဲ3900သိန်း900ဟာမင်းကောင်ကလေးတယောက်နေနဲ့အဲ့လောက်ငွေအများကြီးကိုဘာလုပ်ပြစ်တာလဲအတိတ်ပဲမရှိတာကွာလီလီသွင်းတယောက်တည်းမဟုတ်ကျမအကျွေးလေးပါတယ် ဘီမီရှင်အတန်ကြိမ်းနဲ့អော်မနေနဲ့ဒီမှာကျမရဲ့အကျွေးရှင်နဲ့ကလည်းကျမအကျွေးမဆက်နိုင်ကျမတရားဆွဲကြတော့မှာကျမတရားဆွဲခံရရင်တထည့်ရဲ့ဇနီးကအကျွေးမဆက်နိုင်ဘူးဆိုပြီးတိတ်ခါကြမှာနော်ကျမတိတ်ခါကြတာထက်ရှင်ကပိုပြီးတိတ်ခါကြမှာအဲ့တော့ကျမပြောတဲ့ဇကားတွေကိုရှင်သေးချာလေးလေးနဲ့ပြန်စဉ်းစားပါうん。 မစ္စရင်းတွေဘယ်လိုလုပ်တာလဲမင်းလုပ်တာမင်းပြန်ကြည့်လူဖတ်မှာလူနားလေအောင်ရေးထားတာကြည့်ရတခွန်ကလည်းဘာလို့မမှုကိုလာအော်နေရလဲငါမင်းကိုမအော်လို့ငါတချင်းစူပြနေရမှာလားမင်းလုပ်တာမင်းပြန်ကြည့်လိမ့်မယ်ဘုံတမင်းအလုပ်ကိုစိတ်မဝင်စားလို့ရှင်လုပ်မနေနဲ့အချိန်ကြီးကုန်ဟာ တွေအားလုံးကတကွန်းကြောင်ဖေးရလေဟုတ်မင်းအလုတ်ကိုတေချာမလုတ်တာငါနဲ့ပါဆိုင်နေပါဆိုင်လို့လည်းငါနဲ့ဘာလို့မဆိုင်ရမှာလဲတကွန်းကကိုယ်တိုင်မှမတင်ပေးတဲ့ဟာကိုဘာလို့ဟိုလက်ထောက်မျက်နှာယူနဲ့လွှဲထားရလဲမွားတကွန်းကိုယ်တိုင်တင်ပေးမယ်ဆိုလို့ရှင်တတ်မယ်ဟာကိုမမင်းကအလောက်ဒီတင်ဖို့အချင်းအားမနေနော်မင်းအွန်လိုင်းနဲ့ပဲစူးစမ်းပြီးတယ်အမအမကိုယ်တိုင်မတင်ပေးနိုင်အောင်ဆိုတော့လေဘယ်တက်နိုင်မှာမလဲတကွန်းဒီညနေအားလာရင် ဟိုရုံးဆင်းလို့ရှင်မူမူနဲ့ဟိုဒင်နာသားဆာရေလုံးဆင်းလို့ရပြီဒါရုံးဆင်းချိန်မှာမဟုတ်တာဟာညနေကျရင်ငါတငယ်ချင်းအလူအိမ်သွားစရာရှိတယ်အောင်းတိုင်းလဲသူ့မျိုးဆေးကပ်လိုက်ပို့ပါမင်းဘယ်သူမှတင်ပြမတ်တယ်မရှိဘူးမပြန်တော့ဟိုတကွတငယ်ချင်းအရင်ဗင်သားလေးမှလည်းမူမူလေးလိုက်ချင်တော့အမင်းသိစရာမလိုဘူးလေအငါ privacy တကွကလည်း တော်အောင်နောက်နေပြီကွာဟိုမူတယ်မင်းကအခုလိုမျိုးလိုင်းနောက်ရှက်နေမှာဆိုရင်ငါမင်းကိုကုမ္ပဏီကနေအချိန်မီးထုတ်လိုက်လို့ရတယ်နော်ဒီမှာတကွန်းမမူတော့ကဒီကုမ္ပဏီမှာ share ထည့်ထားတာနော်တကွန်းစိတ်တိုင်းကြထုတ်ချင်တိုင်းထုတ်လို့မရပါဘူးမင်းက share ဆိုတဲ့စကားထည့်မပြောနဲ့မင်းတို့ share ဘယ်လောက်ပါလဲ အဲ့ဒီ share တွေအကုန်လုံးကပြန်အမ်းမျိုးမျိုးအချိန်မျိုးကတ်ထုတ်လိုက်လို့ရတယ်မင်းနားလဲမင်းလေငါနဲ့အကွာဝေးတကူမှာနေနော်အဲ့ဒီအကွာဝေးကြော်မလားအဲ့ဒီအကွာဝေးရတော့ငါ့ကိုပြောဆိုဆော့ဆာဘိုးတွေတိတ်မလုပ်နဲ့တကူကမမှုပေါ်မှာဘလို့ပဲအကွာဝေးထားထားမမကတခွန်းနောက်ကိုရအောင်လိုက်ပါပဲလိုက်ချင်ဘူးလား မလာရမယ်ဒီဒီမကနာဆောင်မလာရတော့လိုက်ချင်မလာရမယ်ဒါတော့သမီးတို့အားလုံးမင်္ဂလာပါမင်္ဂလာပါဆရာမဆရာမအားတို့သမီးတို့ဒီနေ့ဆရာမတယ်လီနဲ့မိတ်ဆက်ပေးမယ်ဆရာမလေးနာမည်ကစောင်းနှင်းဖြူတဲ့ဆရာမလေးရဲ့နောက်ရက်တရားစပြီးတော့ဇာတိတင်ပြီးတော့မှာဆိုတော့ဒေချာနားထောင်ကြနော် တော့ဆရာမလေးနှုတ်ဆက်လိုက်ပါအောင်သားတို့သမီးတို့ရဲ့လာပါဆရာမဟုတ်ပြီဆရာမလေးသားလေးသားတို့သမီးတို့မင်္ဂလာနော်မင်္ဂလာပါဟုတ်ပြီအဲ့ဆိုဒီနေ့ဆီယမလေးကသားတို့သမီးတို့ကြပြားလေးတစ်ပုတ်ရွတ်ပြမယ်ဒီချာလိုက်နားထောင်နော် ပြားလေးရဲ့နာမည်ကမြို့တွင်းနဲ့ကိုလေးတဲ့လာစန်းတာတဲ့ညာချမ်းခါကစန်းညူထွေးရစိုတေးတာတဲ့ကိုကိုလေးချိုတေးတဲ့ဤကျွေးဝဝဖွေးတဲ့ဖိုးလာမမိုးမပြုံးရောင်ရမမုံမောင်လေးနုအေးချွေစုဩဘာပေးကျမလေးကနောက်တစ်ခါထပ်ပြီးရွတ်ပြမယ်နော်ညူထွေးနဲ့ကိုလေး လာစန်းတာတဲ့ညချမ်းခါကစန်းညူထွေးရဆိုတေးတာတဲ့ကူကူလေးချိုတေးတန်ဤကြီးဘဝဖွေးတဲ့ဖိုးလာမမိုးမပြုံးရောင်ရမမုံမောင်လေးနူအေးခြေစုဩပါပေးကဲတားတို့သမီးတို့ဒီချာလေးလိုက်နာထောင်ရဲ့လားအဲ့ဆိုပြီးရင်ပြန်ဖက်ပြနော်